်ထားကြပါအဲ့ဒါကျွန်တော်တို့ပို့ပြီးလှုပ်ထားတာပါနော်ခုနကပြောသလိုခင်ဗျားတို့ကသထေးတယောက်ကဘဟိုးနဲ့ကုတ်ပြီးခင်းပေးသွားတဲ့လမ်းနဲ့ရှင်ရတာကသွေးတွေချွေးတွေရင်းပြီးတော့ပေါက်ပြားတို့လေးထမ်းပြီးဖောက်ပေးထားတဲ့လမ်းကိုနိုင်ရှင်ပြီးအားမရဖြစ်နေလို့ပါကျွန်တော်ပြောမယ်ကျွန်တော်တို့လက်နက်ဆိုတာကအခြားတိုင်းရင်းသားတွေကခင်မီလက်နက်တွေနော်စက်ရုံတို့လက်နက်တွေနဲ့တိုက်ပွဲဝင်ကြတာကျွန်တော်တို့အညာသားတွေကအခုချိန်ထိတူမီတွေမိုင်းတွေ တူမိမဟုတ်တိတိုင်မိုင်းတွေကိုအားကိုးနေရတော့နော်လက်လုတ်ပြောင်းနေတဲ့လက်နက်ကြီးတွေကိုအားကိုးနေရတော့အဲ့ဒါတွေကဘလောက်အန္တရာယ်ရှိလဲဆိုတာလှုပ်ဖူးတဲ့လူတွေမှာသိတာလက်နက်ဆိုတာကဂျန်သူကိုပြစ်ဖို့ပြစ်လွတ်တဲ့သူကိုယ်တိုင်ကိုအန္တရာယ်ခင်းဖို့စနစ်တကျစမ်းသက်ဒီထွန်အသုံးပြုပြီးကမှတိုက်ပွဲထဲမှာအန္တရာယ်ခင်းမှသုံးတာကျွန်တော်တို့အညာသားတွေကအဲ့လိုမစမ်းသက်နိုင်ဘူး ဒီလက်နက်ကဒီလိုပြစ်လို့ရတယ်ဆိုရင်ကို့အတွက်အန်ရကင်းသလားမကင်းသလားမသိဘူးရန်သူကြဖို့ရအတွက်တခါတရံဖြစ်ချင်ရဖြစ်ကွာဆိုပြီးကို့အသက်ကိုစည်သေးပြီးတော့ကျွန်တော်တို့လက်နက်ကြီးတွေပြစ်ခတ်ကြတယ်မိုင်းတွေခွဲကြတယ်ခင်ဗျားတို့ကြားမှာပဲဟိုမှာအသေးကဘုံခွဲတယ်ဆိုတဲ့ဇာတ်ရယ်ခင်ဗျားတို့ကြားခဲ့ပုံမှာပေါ့ပြီးခဲ့တဲ့ခေတ်ကာလတွေဒီကနေ့ကျွန်တော်တို့အညာသားတွေအသေးခံတိုက်ပွဲဝင်နေတာအသေးခံမိုင်းခွဲတယ်အသေးခံလက်နက်ကြီးပြစ်တယ် တခါတရံလက်နက်ကြီးပြစ်တာဟိုဘက်ကဘယ်နှယောက်ကြမှမသိဘူးဒီဘက်က၃ယောက်လောက်ကြာသွားပြီပြစ်တဲ့နာအဲ့ဒီပြစ်တဲ့လူတွေအသက်မရှိတော့ဘူးဥပမာလက်နက်ကြီး၄50လုံးလောက်ပြစ်ပြီးလို့ရှိရင်ပြောင်းကပူလာပြီးတော့လက်လုံလုံထားတဲ့ပြောင်းနေစနစ်တကျစမ်းသက်ပြီးတော့အန်ရကင်းမှသုံးဆွဲရတာမျိုးမဟုတ်တဲ့အတွက်စမ်းသက်ရင်သုံးရတော့အဲ့ဒီစမ်းသက်တာအသက်တွေဘဝတွေနဲ့ရင်းပြီးစမ်းသက်ရတယ်နော်ဆယ်ချက်လောက်ပြစ်ပြီးပြောင်းကွဲသွားတဲ့အခါအဲ့ဒီပြောင်းကွဲသွားလို့တေသွားတဲ့လူတွေရဲဘော်တွေပါတယ် ပြင်းရင်နဲ့ရန်သူကဘယ်လောက်ကြမှာမသိကိုဘက်ကဟိုမှာတခါတရံအဲ့ဒီဟာကိုဟာတလောက်ကြသေးတယ်ကိုဘက်ကတော့ဘယ်လောက်ကြမှာမသိဘူးဆရာကြီးကျွန်တော်တို့ဒီဘက်ကတော့6ယောက်လောက်ကြသွားပြီဆိုသလိုပဲပြင်းရင်အဲ့လိုမျိုးတွေရှိတယ်ခင်ဗျားတို့မသိဘူးကျွန်တော်တို့အညာသားတွေခင်ဗျားတို့ပြည်သူတွေနော်ကမ်းမော်တက်နိုင်မော်ဒီအသင်းမောပေါက်ကြီးကိုအသက်နဲ့ရင်ဖာနေကြသလိုမျိုးလုံနေကြအညာသားတွေအညာသားတွေဖောက်ခွဲလိုက်တဲ့မိုင်းထဲမှာခင်ဗျားတို့သိကြမှာသိလိမ့်မယ်ဟိုကျွန်တော် စကားပြောတာရိုင်းသွားရင်တော့ခမည်းဆိုတာတော့ကျွန်တော်တို့အညာရဲ့အတုံးစကားမို့လို့ပါရိုင်းသွားရင်တော့ဟိုကျွန်တော်ဟိုရိုင်းနေဆိုရင်လည်းခွန့်လို့ပါနော်ဟိုကျွန်တော်တို့ပြည်သူတွေသိချင်မှသိလိမ့်မယ်ကျွန်တော်တို့အညာသားတွေဖောက်ခွဲလိုက်တဲ့မိုင်းနေထဲမှာအညာသားတွေရဲ့ကိုလက်အင်္ကာတွေပါတယ်လက်တွေပါသွားတယ်ခြေထောက်တွေပါသွားတယ်အညာသားတွေပြစ်လွတ်လိုက်တဲ့လက်နက်ကြီးတွေဒုံမီးတွေထဲမှာအညာသားတွေရဲ့ကိုလက်အင်္ကာတွေအသွေးသားတွေအဲ့အရာတွေနဲ့ထည့်ပြီးဖောက်ခွဲရတယ်လို့ပြောရင်လွန်မယ်မထင်ဘူး အဲ့ဒါကြတော့တချို့တွေသိကြမှာသိလိမ့်မယ်ဒါကြောင့်အညာကိုမစော်ကားကြပါနဲ့နော်ပြစရာရှိတော့အညာရစရာရှိတော့အညာကမပါသေးဘူးဖြစ်နေတယ်ခုနကပြောသလိုစစ်ကောင်စီရဲ့လက်ကျန်ရိုင်းနေတဲ့အနေထားလေးတွေကိုဟန်ချက်ညီညီတိုက်ပွဲဝင်ဖို့ကျွန်တော်တို့အညာကိုကူပေးကြပါအောင်အာကျွန်တော်တို့တောင်းဆိုပါခင်ဗျားတို့ဘေးစားကန်းစားနဲ့အားဖြည့်ပြီးတော့ကျွန်တော်တို့ကဒီဒေါ်လာရေးကိုဆက်ပြီးချီတက်ကြရအောင်ဘာပြောစရာရှိလဲမရှိပါဘူးဟောအဲ့ဒါလေးကို နားလည်ပေးစေချင်ပါတယ်နော်အခုအဲ့ဒီမိုင်းနေထဲမှာအညာသားတွေရဲ့ကိုလက်အင်္ကာတွေကိုထည့်ပြီးဖောက်ခွဲခဲ့တာလက်နက်ကြီးတွေဒုံမီးတွေထဲမှာအညာသားတွေရဲ့ကိုလက်အင်္ကာတွေသွေးသားတွေကိုထည့်ပြီးဖောက်ခွဲပြစ်လွတ်ခဲ့တယ်အကျိုးဆက်တွေဟာစစ်ခွေးသင်းကြီးစကိုင်းတိုင်းလို့ခေါ်ခဲ့တယ်စစ်ကောင်စီရဲ့မထင်မှတ်တဲ့အနေအထားကြောင့်ဖေယိုဖေရဲ့အလဲလဲကွဲကွဲဖြစ်ခဲ့ရတာလေခင်ဗျားတို့မှတ်မိကျွန်တော်တို့ပြည်သူတွေအားလုံးသတိရပေးကြအဲ့ဒီအခက်ခဲကိုယူပြီးတော့ ကျွန်တော်တို့တိုင်းရင်းသားညီနောင်တွေနော်စစ်ကောင်စီရဲ့အခက်သူတို့တွေရဲ့အချက်ဆိုပြီးတော့နော်ဒီ2023မှာသူတိုက်ပွဲဝင်ခဲ့ကြတယ်သူတို့တွေရဲ့ပြင်ဆင်ချိန်မှာလဲဒီလိုပဲတချို့တွေပုတ်ခတ်လောင်ပြောင်ခဲ့တာလည်းရှိတယ်တချို့တွေကတော့နားလဲတယ်အားမလို့အားမရဖြစ်လို့အညာကိုတနာလို့အညာကိုကိုချင်းစာလို့ထားကြွပေးဖို့တောင်းဆိုကြတာရှိပေမဲ့တချို့ကစီးရဲနိုင်ငံရဲ့အခြေအနေကိုမသိပုတ်ခတ်လောင်ပြောင်မိကြတာလည်းရှိတယ်လာပြန်မိဒီကနေ့လဲအညာကိုပုတ်ခတ်လောင်ပြောင်ကြတာလည်းရှိတယ် လူချင်းနှိုင်းရှင်တယ်အဖွဲ့အစည်းချင်းနှိုင်းရှင်တယ်ဒါပေမဲ့တို့အခြေအနေချင်းထဲသွင်းနှိုင်းရှင်ရကောင်းမှမသိကြတာလည်းရှိအဲ့ဒီအခြေအနေမှာဘာလို့အဲ့လေတလဲဆိုတာကိုမတွေးဘူးလောက်ကြပါလောက်ကြပါလို့အညာသားတွေကိုခိုင်းမနေနဲ့အညာသားတွေကခမားတို့ခိုင်းလို့ရှင်လိပ်ပြာမလုံးမှုမနေတတ်မထိုင်တတ်နဲ့တက်တိုက်သေကုန်ကြရတာတွေအများကြီးနော်ခိုင်းတာခိုင်းပြီးတော့မပေးဘူးဆိုလို့ရှင်ရှိတာလေးနဲ့ထည့်ပြီးဖောက်ခွဲကြရတယ်အဲ့ဒီထဲမှာအသက်တွေဘဝတွေပါသွားတတ်လို့ အညာသားတွေကိုလည်းခင်ဗျားတို့မျက်နာမလွှဲကြဘူးကျွန်တော်အနေနဲ့ဒါဒီကနေ့ဒီကိစ္စလေးပြောရင်းပါနော်ကျွန်တော်တို့စစ်တိုက်တာမှာအင်အားနှစ်ရက်လိုပါတယ်ခဏခဏပြောပြတယ်စစ်တိုက်တာမှာအင်အားနှစ်ရက်လိုတယ်တရက်ကလူသူအင်အားတရက်ကလက်နက်ခရင်လူသူမှာလည်းကျွန်တော်တို့အည်သွေးရှိအောင်စနစ်ကြအောင်ပြင်ဆင်ရတယ်လက်နက်မှာလည်းအည်သွေးကောင်းတဲ့လက်နက်တွေဖြည့်တင်းတက်ဆင်ရတယ်အဲ့ဒီနှစ်ခုပေါင်းဆက်နိုင်မှစစ်ပွဲဆိုတာ ကျွန်တော်တို့အောင်ပွဲဆိုတာကျွန်တော်တို့လက်ထဲကိုရောက်လာမှာအဲ့ဒီအင်အားနှစ်ရက်အတွက်ကျွန်တော်တို့ပြည်သူတွေဘက်ကအညာကိုဖြစ်ပေးကြပါဒီ2024မှာစစ်ကောင်စီရဲ့လက်ကြံရိုင်းနှင်းတဲ့အခြေအနေတွေကိုအခြားတိုင်းရင်းသားတွေနဲ့နှီးသူကျွန်တော်တို့အညာလဲဟန်ချက်ညီညီပါဝင်တိုက်ပွဲဝင်ခြင်းနဲ့အဲ့ဒီအတွက်ကျွန်တော်တို့မှာလိုအပ်ချက်တွေရှိတယ်။နော်ရှင်းရှင်းပြောရင်အဲ့ဒါကြောင့်ကျွန်တော်တို့အခြားအဖွဲ့အစည်းတွေကိုလည်းခင်ဗျားတို့နှိမ့်ဆက်ရကူညီကြပါကျွန်တော်တို့ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ BNI အနေနဲ့လေ BNI ကဘာမှမလုပ်ဘူးလားမလုပ်ဘူးလားလို့မေးနေကြတာရှိတယ်။တချို့ကရည်ရွယ်ချက်နဲ့မလုပ်ဘူးလို့ထင်အောင်သတင်းတောင်ဖျောက်တဲ့လူတွေရှိတယ်။ရှေ့မှာပြောခဲ့တယ်လို့ငကားဘယ်တော့မှကျွန်တော်တို့ပြည်သူငွေကိုအလကားမစားပါဘူး။နော်ကျွန်တော်ရှိတာကိုရင်းပြီးတိုက်ပွဲဝင်ခဲ့တယ်ဒီကနေ့လဲကျွန်တော်ခေါင်းဆောင်တယောက်ဖြစ်နေလို့တိုက်ပွဲထဲမှာမြေပြင်မှာရှေ့တန်းထီမလိုက်တော့ပေမဲ့ကျွန်တော်တိုက်ပွဲနှန်းထီအမြဲတမ်းကတ်လိုက်ပါပါတယ်အရေးကြီးတဲ့တိုက်ပွဲတွေမှာ စကားပြောစရာရှိတဲ့အချိန်လဲပြောတယ်။နဂါးကပါဇက်နဲ့ဒေါ်လန်စရာရှိတဲ့အချိန်လဲဒေါ်လန်ပါတယ်။တနက်နဲ့ဒေါ်လန်စရာရှိတဲ့အချိန်လဲကျွန်တော်မနာပါဘူးဒေါ်လန်ပါတယ်။ဒါပေမဲ့ကျွန်တော်ဒေါ်လန်ကြီးကကျွန်တော်ခဏခဏပြောသလိုပဲမတရားမှုတွေကိုဒေါ်လန်နာဖြစ်တယ်။ကျွန်တော်ကောင်းစင်ကမတရားမှုတွေကိုဖြုတ်ချပြီးတော့နော်ကျွန်တော်တို့နိုင်ငံသားတွေဒီမိုကရေစီအရေးနော်တန်းသူညီမျှအရေးနော်ကိုပိုင်ပြားထန်းခွန်းနေစတဲ့ဖြင့်တိုင်းရင်းသားအလုံးရဲ့အမျိုးသားတန်းသူညီခွန်းတွေအတွက်တိုက်ပွဲဝင်တာတရားမျှတမှုအတွက်တိုက်ပွဲဝင်တာဖြစ်တဲ့အတွက် ဲ့ဒါတွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့မြောက်ကိုတော့ကျွန်တော်တိုက်ဒေါ်လာနဲ့အခါကြရင်မညွန်ညင်ကြစေချင်ပါဘူး။เนาะအဲ့ဒါလေးလည်းအထက်ပြောချင်ပါတယ်เนาะကျွန်တော်တို့အခုဆိုလို့ရှင်ဒါကျွန်တော်15မြို့နယ်15မြို့နယ်အဲ15မြို့နယ်မကဘူး16မြို့နယ်လောက်ဒါကျွန်တော်တို့ BNR အလုံးလေးသိကြမှာတချို့အဖွဲ့အစည်းတစ်ခုဩဥပမာဟိုဘာအဖွဲ့ညာအဖွဲ့ဆိုပြီးတော့မောင်ဖြူအဖွဲ့မောင်နီအဖွဲ့အဖွဲ့လေးတွေကိုခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေလူထမ်းပေးကြတယ် အခြားအဖွဲ့တွေကို10လောက်လူတန်းပေးလိုက်တာနဲ့ကျွန်တော်အဖွဲ့100လောက်လူတန်းပေးလိုက်တာနဲ့ကျွန်တော်မှအဲ့ဒီငွေကိုသုံးစွဲရတဲ့ပုံစံချင်းမတူပါဘူးကျွန်တော်ပြောပြမယ်တချို့အဖွဲ့တွေကမြို့နယ်တစ်ခုထဲမှာမှမြို့နယ်တစ်ခုထဲမှာရှိတဲ့ခေါင်းစဉ်တွေအများကြီးတဲကမှတစ်ခုပါကျွန်တော်ကကြတော့ခေါင်းစဉ်တစ်ခုထဲပေမဲ့မြို့နယ်အများကြီးကိုဖြန့်ကျက်ထားရတာပါအဲကျွန်တော်ဒီမှာကျွန်တော်တို့ BNRI ဆိုလို့ရှိရင် PPDF တုံးကတော့ပလဲနဲ့နေဆက်ရမျိုးလေးတွေလောက်ပဲ MRDA မှာကြတော့ ဆယ်မြို့နယ်လောက်နည်းနည်းများလာပြီအခုအခုကျွန်တော်တွေ့ကြည့်တယ်နော်ကျွန်တော်ဒီမှာ BNRA ဆိုတဲ့ခေါင်းစဉ်အောက်ကိုခင်ဗျားတို့သိန်းတရာလူတယ်90လူတယ်10လူတယ်အခြားဖွဲ့တွေနဲ့မနိုင်ရှင်ပါနဲ့ကျွန်တော်အများကြီးအဲ့ဒီငွေကိုဖြန့်ကျက်အသုံးပြုရပါတယ်ကျွန်တော်ဖွဲ့ထဲမှာပလဲမြိုင်ပေါ့ရေစကြိုမြောင်ချောင်းဦးအရာတော်မုံရွာစာလင်းကြီးရင်းမာပင်ကနေတပရင်ရေဥခင်ဥရွှေဘိုဝက်လက်ကန့်ဘလူးခုနောက်ပိုင်းဆိုရင်ဘူးတလင်းမင်းခင်ဘက်ကတိအဲကျွန်တော်မှာ PNRA ဆိုတဲ့ခေါင်းစဉ်လေးအောက်မှာအများကြီးလောင်းကအောင်ဖြန့်ကျက်သုံးစွဲနေရတာအဲ့ဒီဘက်တွေမှာတိုက်ပွဲတွေဆက်တိုက်ရှိပါတယ်အနောက်ဆက်တွေဂျာတွေကကျွန်တော်တို့အထုအပြက်ပြက်သားတာမသိနိုင်ငယ်သေးပါအဲကျွန်တော်ရဲ့ဒါဇာတိနယ်မှာတော့အခက်ခဲလေးတွေရှိတဲ့တော့ကျွန်တော်ပြက်ပြက်သားတာသိနိုင်တာမရှိသေးဘူးဒါပေမဲ့ပလဲနေရပြုစခန်းနေတော့စစ်ကောင်စီကပေါ့ပေါ့တန်တန်မထားရဲပါဘူးအခြားဒေသတွေ